အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ဖတ်ပြပေးခြင်းနဲ့စာအုပ်လေးကတော့ဆရာဟမ်ဆိုင်စေမန်းရဲ့မနှွဲနဲ့လရောင်နဲ့မဂ္ဂဇင်းဝိထုတို့များဆိုတဲ့စာအုပ်လေးတွေကဝိထုတို့လေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီထဲမှာပါတဲ့ဝိထုတို့လေးတွေကို မဖတ်ပြခင်မှာမောင်ညိုပြာဤအမှားစာကိုဖတ်ပြပေးခြင်းပါတယ်ရှင်မောင်ညိုပြာဤအမှားစာ ကမ္ဘာပေါ်မှာဝိထုတို့ကြောင့်၃ချောင်းရှိတယ်လို့ကြားဘူးဖတ်ဘူးပါတယ်။အမေရိကန်ကြောင်း၊ရုရှားကြောင်း၊ပြင်သစ်ကြောင်းတို့ဖြစ်ပါတယ်။ O'Henry, Intanchekov, Mopasun ဆိုတဲ့စာရေးဆရာကြီး၃ယောက်ကိုကိုစားပြုပြီးပြောကြတာပါ။များသောအားဖြင့်သူတို့ရေးတဲ့ဝိထုတွေဟာသက္ကထာဟွက်တလို့လှဲ့ကွက်တွေနဲ့ရေးကြပါတယ်။နောက်ပိုင်းကျမှအဖြေကိုဖော်ပြတာမျိုးပါ။ ရတ္တစီစဉ်ပြီးတထိုင်နဲ့ပြီးအောင်ဖတ်ချင်အောင်ရေးသားကြတာမို့ကဘာကျော်ကြပါတယ်ပထမပိုင်းမှာစကထာဝက် twist လောက်ထားပြီးအဆုံးကျမှဖြေပြီး turn လိုက်တာပါဝိတုရိုသဘောတရားတွေကတကြောင်တကာတာတရွာတပုတ်စံအမျိုးမျိုးပါပဲအတူဆုံးနဲ့ထင်ရှားဆုံးကတော့ရုရှားစာရေးဆရာ intern checkcore ရဲ့နိုင်ငံပေါ်မှာတနက်တလက်ချိတ်ထားရင်ပြစ်ကိုပြရမယ်ဆိုတဲ့အဆိုမိန့်ပါပဲ။ တနက်ပြက်ခမ်းမပါပဲအပိုတက်တက်နယံပေါ်တနက်မချိတ်ဖို့ဝိထုတို့မှာစလုံးအပိုတွေမရှိဖို့ဝက်ကြဖောင်းပွားမှုတွေမရှိဖို့ဆိုလိုတယ်လို့ထင်ရပါတယ်။နောက်ပြီးဝိထုတို့သဘောတရားနဲ့ပတ်သက်ပြီးအုတ်စု၃စု၊ဂိုင်း၃ဂိုင်းပေါ်လာပါတယ်။ပထမဂိုင်းကဇက်ကောင်ဇိုက်ဇက်ကောင်ခန်းစားချက်အဓိကတဲ့ဒုတိယဂိုင်းကလူ့တဘာဝကို ဖွဲ့နှွဲဖို့အချိန်မရှိ အဖြစ်အပျက်တစ်ခုဤအကွက်တစ်ကွက်ကိုရေးရန်တတိယခိုင်းကတော့ဇက်ကောင်စီရိုက်လည်းမဟုတ်အကွက်လည်းမဟုတ်အဖွဲအနှဲ့သာအဓိက ကျွန်တော်သဘောထားကိုပြောရရင်၃မျိုးစလုံးကို လက်ခံတာမို့တစ်ခုတည်းရွေးပြီးရေးလို့အဆင်မပြေဘူးနှစ်ခုကိုပယ်ချလို့မဖြစ်နိုင်ဘူးအင်မတန် တော်တဲ့စာရေးဆရာတွေရဲ့ဝိထုတော်ဘောင်းချုပ်တွေကိုဖတ်ကြည့်ရင်၃မျိုးစလုံး ရောရေးနေတာလက်ခံရေးသားတာတွေ့နေရပါတယ် တစ်ခုတည်းကိုလိုက်နာဖို့အခက်ခဲရှိပါတယ်ကျွန်တော်အယူအဆကတော့ဝိထုတူဆိုတဲ့အတိုင်းတူရဲ့တယောက်မှုရှိရပါမယ်ဝိထုတူညီမြချင်းဝိထုညီမြချင်းရတ္တတူညီမြချင်းလိုရင် short to the point ဖြစ်ပါတယ်ဘဝအလှရတ္တတွေပါရင်ကောင်းပါတယ်ဒသနတွေပါရင် ပိုကောင်းပါတယ်ခစ်ပြန်ရင်ကျေးမှုခစ်ကျေးမှုတွေပါရင်ပိုကောင်းပါပါ ခုခေရေးတဲ့ဝိထုတွေမှာဟန်ဖုံးတွေပါတာတွေ တွေ့ရတယ်ချက်ကော့ရေးတဲ့ဝိထုမှာဟန်းဖုံးထဲ့လို့မရဘူးလေချက်ကော့အကြောင်းပြောလို့ရေးစရာပြောရအောင်မယ်ချက်ကော့ဟာဆရာဝန်ပါကျွန်တော်ကဓာတ်ခွဲခံမှုသူ့ထက်အစ်စ်နေပါတယ်ချက်ကော့ဟာကဘာကျော်ကျွန်တော်ကမြန်မာတောင်ကောင်းကောင်းမကျော်ဘူးဒါပေမဲ့ချက်ကော့ထက်တာတာကျွန်တော်မှအချက်နှစ်ချက်ရှိတယ်ချက်ကော့ဟာဟန်းဖုံးမသုံးဘူးဘူးကျွန်တော်ကသုံးဘူးတယ်ချက်ကော့ကတည်သွားရှာပြီကျွန်တော်ကအသက်ရှင်နေတော့မယ် ရေးစရာချမ်းညံပြောရတာပါမြန်မာနိုင်ငံစာပေလောကမှာတော့ဝိထုနဲ့ပတ်သက်ပြီးအခေါ်အဝေါ်အမျိုးမျိုးရှိပါတယ်ဝကြသုံးချောင်းဝိထုအတူဆုံးဝိထု short short story ဝိထုတို့ short story မဂ္ဂဇင်းဝိထုရှေလုံးချင်းဝိထုတို့ဖြစ်ပါတယ်မဂ္ဂဇင်းဝိထုရှေကိုလက်ပြတ်မဂ္ဂဇင်းဝိထုရှေလို့လည်းခေါ်ပါတယ်ဝိထုတို့အကြောင်းပြောရင်ဝိထုရှင်နဲ့နှိုင်းရှင်ပြောမှသာပြည့်စုံလုံလောက်မယ်ထင်ပါတယ် ဝိထုရှိမာကစလုံးရည်အကန့်အသတ်မရှိဇက်ကောင်တွေအများကြီးဘဝအမျိုးမျိုးဓတနာတွေလောကအမြင်တွေလွတ်လွတ်လပ်လပ်ရေးလို့ရနိုင်ပေမဲ့ဝိထုတို့မှာစိတ်ဝင်စားစရာအကောင်းဆုံးအဖြစ်ပြက်တစ်ခုရဲ့အသက်မိချံထားလို့မရတဲ့အကြောင်းအရာကအဖွဲအနှဲ့အားကောင်းကောင်းရတပြင်းပြင်းနဲ့ပေါ်ကျူးရတာမျိုးလို့ထင်ပါတယ်အဖြစ်ပြက်ကြီးတစ်ခုဖြစ်ခဲ့တယ် ဆွေမျိုးရင်းချာတယောက်ကယထာနဲ့ဒီအဖြစ်ပြက်ဖြစ်ခဲ့တဲ့နေရာစီသွားရမယ်။အဖေါ်တကူးလဲပါတယ်။ယထာထွက်ခါနီးပြီးလာနှုတ်ဆက်တဲ့ယထာစင်းကြံအောက်ကလူကိုဆွေမျိုးသားချင်းဖြစ်သူက တူရင်းလူရင်းပဲပြောပြတယ်။အဖြစ်ပြက်ရဲ့အသက်တမျှအရေးကြီးတဲ့အကြောင်းအရာပဲရွေးပြောတယ်။ယထာထွက်တော့မယ်။အဲ့ဒါဝိထုတို့ပဲ။ရထားပေါ်အတူပါသွားတဲ့လူနဲ့နိုင်နဲ့ခြီးပြီးပြောနေကြတာဝိထုရှိပါပဲကျွန်တော်ဟာရန်ကုန်စေယုံကြီးမှာအလုပ်လုပ်ဖူးပါတယ် လူနာဆောင်တွေရှောက်သွားမှုပါတယ်။တနေ့တော့လူနာဆောင်၅6မှာအမျိုးသမီးလူနာတယောက်ရောက်လာတယ်။ရှုံမဲ့ခါဆောင်လို့ပေါ့။ဆရာဝန်ကဘလို့ဖြစ်တာလဲမေးတော့လိမ့်ကြတာတဲ့။ဆရာဝန်ကလူနာယောဂါ fall လို့ရေးပြီးစေယုံတင်လိုက်တယ်။အဲ့နောက်ပိုင်းလူနာကိုသူနာပြုဆရာမတွေစေယုံအောက်ခြေအမှုရန်တွေကဘလို့ဖြစ်တာလဲအသေးစိတ်မေးတယ်။မကြီးရွယ်တက်ခူတာတဲ့။ယောက်ျားကဆုံးသွားပြီတဲ့။ကလေးသုံးယောက်ရှိရတဲ့ဆရာဝန်နဲ့တွေ့တာဝိထုတို့ပဲ။ ူနာပြုဆီယာမတွေ what servants တွေ ਨੇ စကားပြောတာဝိထုရှိဖြစ်ကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ခမဆီယာဟမ်ဆိုင်စီမန်ရဲ့ဝိထုတို့တချို့ကိုဆက်လက်ပြီးသုံးသက်ဝေဖန်ပြပါရစေ1မနှွမ်းနဲ့လာရောက်လက်ကွက်ပါတဲ့ twist and turn ဝိထုတပုတ်ဖြစ်ပါတယ်မုတ်ဆိုးဘူဖခင်တူရဲ့မြစ်တာပေါ်လွင်အောင်ရေးသားနိုင်တဲ့ဝိထုကောင်းတပုတ်ပါတာမန်စာဖက်ပရိသတ်အနေနဲ့ အဆုံးသက် ending ကိုမှန်းလို့ရနိုင်မှာမဟုတ်ပေမဲ့စာရေးဆရာချင်းချင်းကတော့မွေမွေချင်းခြေမြင်နေဆိုသလိုပါပဲအားလုံးအမှန်ကိုသိပြီးတဲ့နောက်တမိကဖခင်ရဲ့ရင်ဝင်နဲ့တိုးဝင်ကိုရှိုက်တဲ့ဝကြဟာရတ္တအပြင်းထန်ဆုံးပါပဲနှစ်ပြုံးနေသောသွားများဒီဝိထုကတော့60ရာခိုင်နှုန်းဖန်တီးထားတဲ့ဝိထုလိုဖြစ်ပါတယ်။လှဲ့ကွက်တွေ၊ဆရာဝန်တို့ရဲ့ခိုင်မာတဲ့ရှင်းလင်းချက်တွေကြောင့်သာမဟုတ်ရင် ကောက်ကျစ်စင်းလဲမှုဆိုတာဘာဆိုဘာမျှမသိသေးတဲ့အပြစ်မဲ့တဲ့ကလေးဘဝမစင်စားရဲစရာပါပဲ။ဆေးဘက်ဆိုင်ရာဆရာဝန်တယောက်ရေးတဲ့ဝိထုပီတာပါပဲ။၃လူနာစရွှေမြူတေစုရထားတဲ့ဝိထုတို့ပါ။အညာဒေတာဝိထုအနေနဲ့မော်တော်ဆိုင်ကယ်အက်ဆီဒန့်လူနာတွေကိုသတိထားမိတယ်။ရန်ကုန်မှာတော့ကားအက်ဆီဒန့်တွေများပါတယ်။အခုဝိထု၃ဘုတ်ဖတ်ပြီးတဲ့အချိန်မှာ၃ဘုတ်စလုံးမှာဆရာဝန်ပါတယ်။ဆေးဘက်ဆိုင်ရာအငွေအသက်တွေပါတယ်။ ဒါဖြစ်တင်တာပေါ့ဓာတ်ခွဲကံမှုဖြစ်တဲ့ကျွန်တော်ဝိထုတွေကိုကဗျာဆရာကြီးမောင်လင်းယုံကသူ့ဝိထုတွေကဓာတ်ခွဲကံအကြောင်းတွေကြီးပဲလို့ပြောဘူးတယ်ကျွန်တော်ကကျွန်တော်ဟာအင်္ဂလိပ်စာသင်တဲ့ဆရာမဟုတ်ဘူးလေလို့ငော့ပြောလိုက်ပါတယ်ဆရာက အင်္ဂလိပ်စာသင်တဲ့ကဗျာဆရာကြီးပါလေးညှော်လင့်ခြင်းမနဲ့ခင်လေးတန်းသာပညာရေးအဆင့်ရှိတဲ့ကုံစိန်းဈေးတွေကဆရာဝန်ကောင်မလေးကိုကြိတ်ပြီးနှစ်သက်နေပုံဆရာဝန်ကစာရေးဆရာလည်းဖြစ်နေပြီး သူရေးမဲ့ဝိထုအတွက်ကုံချမ်းရှာနေပုံကိုအကြောင်းရင်းမသိရှာတဲ့ဟန်မြင့်မူရွာ9ရက်တစည်းမှာဈေးရောက်တဲ့ကလေးမကစိတ်ကူးရင်ပုံဝိထုလေးဖြစ်ပါတယ်။မော်တော်ဆိုင်ကနဲ့သွာလာကြပုံတွေအညာဆောင်ကရေခဲမတက်အေးပုံတွေတငယ်ချင်းတွေစကနာထိုးပုံတွေဘဝတွေဘဝတွေစိတ်ဝင်စားစရာပါပဲလေ။တယုတ်မှန်ဝိထုတစ်ပုဒ်ဖြစ်ပါတယ်။ဒါကိုဖတ်ရင် Dostoyevsky ဆိုတဲ့ရုရှားစာရေးဆရာကြီးရဲ့ဝိထုတပုတ်ကိုသွားသတိရမိပါတယ်။ dostoyevsky မှာအတွင်းရေးမှုစရေးမတယောက်ရှိပါတယ်။အဲ့ဒီကောင်မလေးကို သူချစ်နေမိတယ်။သူဝိထုတစ်ပုဒ်ရေးတယ်။သူနဲ့အတွင်းရေးမှုမလေးတို့ရဲ့ပုံရိပ်တွေပေါ့။သူဝိထုထဲမှာလူကြီးတယောက်ကကောင်မလေးတယောက်ကိုတိတ်တခိုးချစ်နေမိတယ်ပေါ့။ dostoyevsky ကသူဆက်မြေးတတ်တော်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အတွင်းရေးမှုမလေးကိုဗားဆက်ရေးရမှာလဲလို့အကြံဉာဏ်တောင်းတော့ကောင်မလေးကချစ်ရေးဆိုလိုက် ကောင်မလေးကလက်ခံလိုက်လို့အတွင်းရေးမှုမလေးကရေးခိုင်းတယ်တဲ့ ဆိုင်ဆီယာနဲ့အတွင်းရေးမှူးညားသွားတဲ့တကယ်ဇလန်မှာဆီယာနဲ့ွယ်အလွန်ကြိုက်တဲ့ဆိုင်ဆီယာကြီးဒော့စတော်ယက်စကီပါခိုးလုံရရင်တွင်ဝိထုကအိမ်ပေါ်တို့ရဲ့အခက်ခဲနဲ့ခံစားမှုတွေကိုရေးတာပါအခက်ခဲကအင်ရှင်ကြောင့်မဟုတ်ပဲအဖေရင်းနဲ့မိတွေကြောင့်ပါ ဖုန်းခေါ်ရင်အဝေးကိုသွားပြီးပြောတာကိုအင်ရှင်အမျိုးသမီးကရည်စားတနံထားတယ်ထင်နေတာတခါတော့ချောင်းနှားထောင်ရင်အရက်သမားအဖေရင်ကပြက်တနာရှာပြီးထွက်လာဖို့ပြောမရလို့ဆဲဆူကျိမ်းပေါင်းနေတာတိလိုက်ရတာပါထူးဆန်းတာကအင်ရှင်ကတိတ်သဘောကောင်းအောင်စာရေးဆရာက ဖန်တီးထားတာလားဒါပေမဲ့တထိုင်နဲ့အဆုံးအထိဆွဲဆောင်မှုရှိတဲ့ဝိထုတစ်ပုဒ်ပါတငယ်ချင်းနှစ်ယောက်အကြောင်းငယ်တငယ်ချင်းနှစ်ယောက်ဤအမိမှာဒေါ်ခင်မိမိနှင့်ဒေါ်ချမ်းသား ဒေါ်ချမ်းသာကဆယ်တန်းကျောင်းသူဘွားကပင်အိမ်ထောင်ကြခဲ့ဆင်းရဲခဲ့ဒေါ်ခင်မိမိကတော့အထူးကုဆရာဝန်မကြီးတောင်ဖြစ်ခဲ့အလူတခုမှဖုန်ကြီးတရားနာရင်တရားတွေးတော့မလိုလိုနဲ့တရားနဲ့ဝေးလိုက်နှီးလိုက်အသက်60မှာပင်နှစ်ယောက်စလုံးဆုံးခဲ့ဒေါ်ခင်မိမိကကားအက်ဆီဒန့်နဲ့ဆုံးဒေါ်ချမ်းသာကလူကြီးယောဂါဖြင့်ကွယ်လွန်ခဲ့ဆရာဝန်မကြီးအုပ်ကူပေးမှာဒေါ်ချမ်းသာရင်ဒီပုံမှုမှုရှင်လျက်တရှိသည့်ကြောင့် စီးစာရှိုက်တန်စေယုံတာဝန်ချစေယုံတယောက်ရဲ့ဖြတ်တမ်းမှုဝိတုပါလူနာတယောက်နဲ့မီဦးလူလေးစေယုံလာတက်စင်လူနာအဆောင်မပါခဲ့ဘူးရေခင်းယောဂါတွေလည်းဖြစ်နေတဲ့လူနာပါအချင်းဒီမကောင်းဘူးမကြမီကွဲလွန်သွားခဲ့ဒီခါကျမှသားသမီးလေးယောက်အောက်ချလာအင်းစင်စာအုပ်လာရှာတဲ့အကြောင်းစောက်ကိုသေးဆုံးသူကမသိမီစေယုံကိုအပ်ထားတဲ့အကြောင်းကျောက်ဆယ်နုပညာကုန်းကြီးမှာရှိတဲ့ဝိတုကျွန်တော်နှလုံးသားထဲတွင်အစေတကောင်နေထိုင်သည်စေယံနောက်ခံဝိတုဆိုင်ဆရာဆရာဝန်ဤကိုတွေ့ဖြစ်ပြန်များမမြင်ရင်းနဲ့ကိုဇက်ကောင်နဲ့မြင်ယူထားတာ ကျွန်တော်အင်မတန်ကြိုက်တဲ့ B1 အကြောင်းရှင်းထားတာရှင်းပြထားတာမို့အခုတူတာရပါတယ် B complex ထဲမှာကျွန်တော်သိကြိုက်တာ B1 မို့ဒီဝိတုဟာတူတာရတ္တဝိတုလို့နာမည်ပေးလိုက်ပါတယ်ဆရာဟန်ဆိုင်စေးမန်းရဲ့ဝိတုတွေထဲမှာကျွန်တော်ကရင်အထွေဆုံးဝိတုတွေကိုပြောပါဆိုရင်အနွမ်းနဲ့လာရောက်ခူးလုံရခြင်းခွင့်ငွေချင်းတယောက်ကြောင့်စီးစာရှိုက်တန်တို့ဖြစ်ပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်စာဖတ်သူများကိုစိတ်နှလုံးကျန်းမာရွှင်လန်းအနာဂတ်လှပချောမောပါစေလို့ဆန္ဒပြုဆုတောင်းလိုက်ပါကြောင်းမောင်ညိုပြအောက်တိုဘာ19 2018မနွမ်းနဲ့လာရောက်မယုံကြည်နိုင်ခြင်းများစွာအံ့ဩထိတ်လန့်မှုများစွာဖြင့် စာသားများကိုထက်ကာထက်ခါဖက်ရင်ဖုံးကိုကင်ထားသောကျွန်တော်လက်တွေက တုံရင်လာသည်တက်ပြင်းရှည်တွေချရင်ခေါင်းကိုသာတွင်တွင်ခါရဲနေမိသည်ဖိုးသားကြီးအဖေမိမခိုးပြေးလို့အိမ်ကိုအမြန်ပြန်လာခဲ့အောင်နင့်ဖုံးကခေါ်မရလို့ message ပို့လိုက်တာကျွန်တော်ထံသို့မမကြီးထံမှဖုံး message ဝင်လာသည့်အချိန်ကညနေ6:00နာရီမမကြီးဖုံးကိုပြန်ခေါ်တော့ ဆက်သွယ်မှုဧရိယာပြင်ပနှင့်တိုးနေသည်အငယ်မဖုံးကလည်းစပိတ်ထားသည်ဟုဖြေသည်ဒီနေ့မနက်ကမှမမကြီးနဲ့ဖုံးပြောဖြစ်သေးသည်အဲ့ဒီအချိန်တုန်းကလည်းဖုံးလိုင်းတွေကမကောင်းမဲအတန်တွေကပြတ်တောင်းပြတ်တောင်းဖြစ်နေသည်ကြောက်စဲမျိုးနဲ့အတော်ဝေးกว่าတော့ကျွန်တော်တို့ရွာမှာဖုံးလိုင်းတွေကတိတ်မကောင်းလားအသက်50အရွယ်အဖေကမိမခိုးပြေးတယ်တဲ့လားအမေဆုံးပြီး6နှစ်ကျော်ကြာပြီးမှအဖေကတပင်ထူလိုက်တာလား ကျွန်တော်တို့မောင်နှမ၃ယောက်ကပညာဆုံးပြီမို့စိတ်ချလက်ချထားသွားနိုင်တာလားဟင့်အင်းဒီကိစ္စကလုံးဝမဖြစ်နိုင်ဘူးဟုကျွန်တော်စိတ်ထဲကအလိုလိုယုံကြည်မိသည်ကျွန်တော်ကအစိုးရအလုံမဝင်ခင်မန္တလေးမြို့ပေါ်မှာအထူးကုဇေယုံတွင်အလုံလုံနေသောဆရာဝန်ပေါက်ဆတူဖြစ်သည်မန္တလေးမြို့နှင့်ကျွန်တော်ရွာကဆိုင်ကယ်နှင့်ဆိုနှစ်နာရီခန့်မောင်းရသည်အထူးကုစေယုံမှာလုံဝင်နေသောဆယ်လအတွင်းအကြောင်းကိစ္စအထွေထူးမရှိဘဲအိမ်ကိုမပြန်ဖြစ်ခဲ့တော့လဲ အခုချိန်မှာအိမ်ကိုအမြန်ပြန်ရောက်ဖို့သာကျွန်တော်စိတ်တွေလောနေမိသည်အိမ်ပြန်လမ်းမပေါ်မှာဆိုင်ကယ်မောင်းရင်းအဖေနှင့်ကျွန်တော်တို့မောင်နှမ၃ယောက်အကြောင်းကခေါင်းထဲရောက်လာသည်အဖေကဖုန်းကြီးကြောင်းမှာပဲတေစာရှင်စာတင်ခဲ့ရသူဖြစ်တော်လဲသူ့သားသမီးအားလုံးကိုဘွဲ့ရပညာတတ်တွေဖြစ်စေခြင်းသည်ကျွန်တော်တို့ရွာတလေးကကလေးများကို လေးတန်းအောင်သည့်အထီးသာကြောင်းထားသည်လေးတန်းအောင်သည့်နှင့်ကြောင်းထွက်ခိုင်းပြီး လေတော်စင်ခိုင်းသည်ရွာသူရွာသားများ၏စီးပွားရေးအဆင်မပြေခြင်း အထက်တန်းကျောင်းများနှင့်ဝေးကွာခြင်းကထိုဒလိကိုပုံမအမြင့်တွယ်စေခဲ့သည် အဖေကတော့ပညာတတ်လူချမ်းသာရဲ့သားသမီးမှမဟုတ်ဘူးကွငါသားသမီးတွေလည်းဘွဲရပညာတတ်တွေဖြစ်စေရမယ်ဟုကျုံးဝါရင်ကျွန်တော်တို့မောင်နှမတွေကိုကြောက်စဲမျိုးမှအတော်ဝမ်းခွဲအိမ်တို့ပို့ကကျောင်းဆက်တက်စေခဲ့သည်အယောင်သွေးစုံလင်လှသောဘဝကောင်းခင်မှာကျွန်တော်တို့မောင်နှမ၃ယောက်အမြင့်ပြန်တန်းနိုင်ဖို့ အဖေနဲ့အမေကပညာတောင်ပန်တွေတက်ဆင်ပေးနေချိန်မှာပဲအမေကလေတော့သွားရင်ပိုးထီး၍သုံးသွားသည်မဲတရွက်လွင့်စင်သွားတော်လဲမောင်ကထမ်းပြီးမောင်ကပဲရွက်ကကျွန်တော်တို့မောင်နှမတွေကိုအဖေကပညာဆက်တင်စေသည် ထိုစဉ်ကမမကြီးကဓာတုဗေဒအထူးပြုနှင့်တတိယနှစ်ကျောင်းသူကျွန်တော်ကစေတက္ကသိုလ်မန္တလေးပထမနှစ်အငယ်မက ကိုတန်းသာရှိသေးသည်တစ်နှစ်ထက်တစ်နှစ်ကျွန်တော်ကျောင်းစရိတ်တွေကဒီရီလာတဖြည်းဖြည်းတိုးလာသည် ကျွန်တော်ចောင်းစီအတွက်လဲလေးဧကတာပိုင်ဆိုင်သောအဖေလိုတောင်သူငယ်လေးဖို့အလင်းမီအောင်မနေကြပန်းရသည်မမကြီးကဘွဲရပြီးအိမ်မှာပဲကုံစုံဆိုင်ဖွင့်ကတစ်ဖက်တစ်လမ်းမှဝင်းငွေကူရှာ၍အဖေအသက်ရှူချောင်ခဲ့ရသည်အငယ်မကဒီပညာတက်ကသူကြောက်စဲသူတက်ရတော့ခါကျွန်တော်နဲ့အငယ်မတို့ចောင်းစီအတွက်လေတော့ကဝင်းငွေကုံစုံဆိုင်ကဝင်းငွေတို့နဲ့မလုံလောက်တော့ပေအဖေကအိမ်ရှိမှာကိုညာဆိုင်နဲ့ စပိန်ဖာဆိုင်ကို တွဲဖွင့်၍အပေါ်ငွေရှာသည်ရာဒီဘော်တီးနံပွဲစားလဲအလင်းတင့်တယ်လို့လှုပ်သေးသည်အဖေကဘလောက်ပင်မန်းပင်မန်းကျွန်တော်နဲ့အငယ်မတို့လကုံ၍အိမ်ကိုပတ်စံပြန်ယူတိုင်းပြောနေကြစကားရှိသည်သားတို့သမီးတို့တာဝန်က စာကြိုးစားဖို့ပဲစာထဲမှာပဲစိတ်မြုပ်ထားကြကျန်တာတွေကောင်းတဲ့ထဲမှထားကြနဲ့လိုအပ်တဲ့ပညာရေးစရိတ်တွေကအဖေတာဝန်ထားမင်းတို့တစ်နှစ်တည်းတန်းအောင်နေတာအဖေကျေးဇူးကိုဆက်တာနဲ့အတူတူပဲ အဖေနဲ့ပတ်သက်ပြီးကျွန်တော်နှင့်ညီမလေးတို့အခုချိန်ထိနောင်တရသောဖြစ်ရပ်တစ်ခုဖြစ်ဘူးသည်ကျွန်တော်နောက်ဆုံးနှစ်အောင်ပြီးအလုတ်တင်ဆရာဝန်မစင်းရသေးခင်အိမ်ကိုခဏပြန်လာသည်ညီမလေးကလည်းစာမွေးပွဲဖြည့်ပြီး၍အိမ်ကိုပြန်လာခိုင်းနှင့်ကြုံသည်မောင်နှမနှစ်ယောက်မမောနိုင်မပန်းနိုင်စကားတွေပြောကြသည်စကားဝိုင်းထဲမှာဘဲတငယ်ချင်းဖေက လူချမ်းသာဘဲဝါအဖေကအရာရှိကြီးပညာတတ်ကြီးဟု အားကြဆိတ်နှင့်ပြောမိသည်ကိုအဖေကကြားသွားသည်အဖေက တားတို့မျက်နာမငယ်အောင်အဖေလဲပညာတတ်ပြီးချမ်းသာခြင်းလိုက်တာကွာဟုပြောရင်မျက်ရည်တွေကျလာသည် ကျွန်တော်နဲ့ညီမလေးပါစိတ်မကောင်းဖြစ်ပြီးငုံမိကြသည်အတေချာတွေးကြည့်ရင်ပညာတတ်လူချမ်းသာမဟုတ်ပဲကျွန်တော်တို့မောင်နှမ၃ယောက်ကိုပညာသင်ပေးသောအဖေဤတားဖြစ်ရတာကိုကကျွန်တော်အတွက်တန်မိုးမဖြတ်နိုင်သောဂုဏ်ယူစရာဖြစ်သည် လူတိုင်းကမျှော်လင့်ချက်နဲ့အသက်ရှင်နေကြတာဟုပြောကြသည်အဖေမျှော်လင့်ချက်ကတော့သူသားသမီးတွေပညာတတ်ရေးလူရန်စေအနေနိုင်ရေးပင်ဖြစ်မည် တောင်ရမသီးနှံပေါ်ချိန်တိုင်းကျွန်တော်နှင့်ညီမလေးအတွက်ဟန်ဖုံအဝတ်အစားလိုအပ်သည့်ပစ္စည်းများကိုလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတော်လဲအဖေခါကဖြင်းချမ်းပစိုးကတော့ယာသည်အလီလီပြောင်းပြီးဟောင်းနှွမ်းသွားတော်လဲအဖေအတွက်တော့တစ်လွင်နေစေဖြစ်သည်အဖေမိတ်ဆွေတွေကမင်းသားသမီးတွေဘွေးရပြီဆိုတော့မင်းဘွားကြီးကောင်းစားပြီပေါ့ဟူ၍ပြောတတ်ကြသည် ကိုဝန်းနာကိုသာအတိဆုံးမှုထိုစကားများကြားတိုင်းကျွန်တော်ရှက်ယွံ့မိပါသည် မမကြီးကအိမ်မှာကုံစုံဆိုင်ဖွင့်ပြီးအဖေကိုကူညီဖို့ရတော့လဲအငယ်မကတော့လောလောဆယ်ဘွဲရအလုပ်လက်မဲ့ဖြစ်သည် ကျွန်တော်ရသည်လာစာကလည်းကျွန်တော်အုံစိတ်ကိုကာမိယုံသာတခါတလေအဖေစီကအဆောင်က ပြန်တောင်းရတတ်သေးသည်ကဲပြောစမ်းမအောင်ဘလို့ဖြစ်တာလဲတရှုံရှုံရှိုက်ငိုနေသောမမကြီးနှင့်အငယ်မကိုကျွန်တော်အိမ်ပြန်ရောက်ရောက်ချင်းမေးမိသည်မမကြီးထံမှစကားတန်ကတုံရင်စွာထွက်ပေါ်လာသည်အဖေကမညူနဲ့ထွက်ပြေးသွားတာ ဟမ်ကျွန်တော်ပါဇက်ကအံ့ဩမှုကြောင့်ဟောင်းလောင်းဖြစ်သွားသည်မညူဆိုတာအိမ်ကလေတွေကို ကောက်ဆိုင်ပေါင်းနှုတ်အဆဆရရတာဝန်ယူလောက်ကင်ပေးရင်အိမ်ကိုမကြခဏဝင်ထွက်နေသူဖြစ်သည်ကျွန်တော်တို့မောင်နှမတွေနဲ့တွေးသားအရင်းချလိုခင်မင်နေကြသူလည်းဖြစ်သည်မညူ၏အသက်က29 30သာရှိအောင်မည်မညူ၏အနေထိုင်မတက်ပုံများကြောင့်အဖေနှင့်နီးစပ်သွားခြင်းဖြစ်မည်မညူကအိမ်လာတိုင်းအဖေပစိုးနှင့် အင်ဂျီတွေယူလျှော်တတ်သည် တူလာတော့ငယ်မကအဖေကိုသပင်ဖြူနှုတ်ပေးနေတာနှင်းကျုံလင်းမညိုကဝင်နှုတ်ပေးတတ်သည်မညိုကအဖေနှင့်လက်ပွန်းတတိနေလွန်းတော်လဲအခုလိုဖြစ်လာလိမ့်မည်ဟုကျွန်တော်တခါမှမတွေးမိခဲ့ကျွန်တော်စိတ်ထဲမယုံကြည်နိုင်အောင် ဖြစ်ရသည်တေချာရဲ့လားမမကြီးရာအဖေပြောခဲ့တာလားအဖေကတော့ပြောခဲ့ပါမလားအဖေနဲ့ငါတို့ညီမနှစ်ယောက်ရွာဦးစရာတော်ကိုသင်ငန်းကပ်ပြီးဖုန်းเจ้าကပြန်လာတဲ့အချိန်နေ့စီကဖုန်းဝင်လာတယ်လေ နင်းနဲ့ငါဖုံးပြောပြီးတိတ်မကြဘူးအဖေကကြောက်ဆဲသွားမယ်လို့ပြောတယ်။ဘာသွားလုံးမှလည်းငါကမေးတော့အဖေအဖေတွေကရေရရမရှိဘူး။ညနေ9:00နာရီထိုးတဲ့အထိအဖေပြန်မလာလို့စိတ်ပူနေတော့ဒေါ်ဝင်းကြီးရောက်လာတယ်။သူ့သမီးကိုအဖေကခိုးပြေးသွားတာတဲ့။ငါတို့ညီမနှစ်ယောက်ကမဖြစ်နိုင်ဘူးလို့ပြောပြီးပြန်ရန်တွေးတော့သူ့သမီးထားခဲ့တဲ့စာကိုပြတယ်။မမကြီးကစကားကိုအစင်မပြတ်ပြောပြီးခဏနာသည်။ကျွန်တော်စိတ်ထဲအတိကျင်စိတ်ကတားမရနိုင် စားထဲမှာဗာရေးထားလို့လေမြန်မြန်ပြောပါဟာတမီးချစ်သူနောက်ကိုလိုက်သွားပြီတမီးမိုက်ကိုခွတ်လွတ်ပါစိတ်မပူပါနဲ့တဲ့ဒုံးဝင်းကြီးကသူ့တမီးအရင်နေ့တွေလိုပဲတော်တယ်ပေါင်းနှုတ်သွားတယ်ထင်နေတာတဲ့ညနေပြန်မရောက်လာမှမညိုခန်းထဲဝင်ရှာတော့အဲ့ဒီစာကိုတွေ့တာတဲ့အဲ့ဒီစာတွေ့ရနဲ့မညိုကအဖေနောက်လိုက်တယ်လို့ပြောလို့မရဘူးလေငါလဲဒုံးဝင်းကြီးကိုအဲ့ဒီလိုပြောပါသေးတယ်ဒါပေမဲ့ကြောက်စဲမျိုးကိုဈေးသွားဝယ်သူတွေက ဖေးဆိုင်ကဲနောက်မှာမညိုပါသွားတာတွေ့လိုက်ကြတဲ့။ငါလဲစိတ်ညစ်တာပဲသိတော့တယ်။ဒါဆိုဒီကိစ္စကတေးကြသွားပြီပေါ့။အဖေကကြောက်စဲမျိုးပေါ်ကိုတနှစ်နေလို့တစ်ခေါက်မရ။ဈေးဝယ်စရာကိစ္စများအတွက်မမကြီးသာသွားရသည်။ရွာနှင့်ကြောက်စဲမျိုးကဆိုင်ကဲနှင့်ဆိုတနအိမ်နီးပါးမောင်းရသည်။အဖေသာမိမခိုးသွားတာမဟုတ်လင်ဒီအချိန်ထိနောက်ကျမနေသင့်။အခုကိုည၈နာရီကျော်နေပြီ။အဖေမှာ ဖုံးပါသွားသေးလားမိမိသာမေးရသည် ကျွန်တော်တို့လူရင်တွေကိုအဖေကအစွမ်းကုန်ဖြည့်ဆည်းပေးခဲ့တော်လဲအဖေမှာဇိန်ခံပစ္စည်းဟူ၍ရေဒီယိုတစ်လုံးတောင်ရှိမနေခဲ့ဖုံးကက်တွေဈေးလျှော့နေ၍အဖေများဝယ်ထားပြီလားမျှော်လင့်ချက်ဖြင့်မိမိချင်းဖြစ်သည်အဖေကဘယ်တော့မှဖုံးကင်လို့လဲငါလဲဝယ်ပေးမယ်ဝယ်ပေးမယ်နဲ့မိမိနေတာငါတို့တွေသူ့ကိုပြစ်ထားသလိုဖြစ်လို့အဖေကထွက်ပေါက်ရှာသွားတာနေမှာငါနဲ့အငယ်မလည်းကုံစုံဆိုင်နဲ့နေ့တိုင်းလှုပ်ရှုပ်နေတာနင်းကလည်းအိမ်ကိုပြန်မလာဘူး မမကြီးကကျွန်တော်ကိုပြစ်တင်စကားဆိုသည်ကျွန်တော်ကလည်းအိမ်မပြန်ဖြစ်သည့်အပြင်တလနေလို့အဖေနဲ့ဖုန်းတစ်ခါမပြောဖြစ်ခဲ့အဖေကိုပြစ်ထားသလိုဖြစ်တာတွေးမိပြီးနောင်တရလာသည်လူတွေအသက်ကြီးလာရင်ဂယူဆိုင်မှုကိုပိုလိုသည်ဟုကြားဘူးသည်အဖေကအထီးကျန်ခြင်းကိုခံစားနေရလို့ဒီလိုလှုပ်သွားတာဖြစ်မည်အဖေမိမခိုးသွားတာတေးကြပါရဲ့ကိုကြီးဟာကိုကြီးနဲ့ညီမလေးဘွေးရပြီးကလေးကအဖေကမမကြီးကိုပတ်စံမအပ်တော့ဘူးပတ်စံတွေကိုစုဘူးကြီးတွေပဲထည့်နေရာ အခုညီမလေးသွားကြည့်တော့အဖေစုဘူးကဟောင်းလောင်းကြီးပတ်စံတပြားမှမရှိတော့ဘူးဒီရွယ်ကြီးကြမှညီမလေးတော့တေးကျင်တာပါပဲဒီကိစ္စကအမှန်ပဲဟုကျွန်တော်စိတ်ထဲမှာလက်ခံလိုက်ရသည် ကျွန်တော်ရင်ထဲမှာစိုးနဲ့နေပြီးမမကြီးနဲ့ငယ်မကိုအားပေးစကားပြောဖို့စကလုံးတွေကပျောက်ရှာနေသည်အဖေအတွက်တပင်လဲလို့တပင်ထူတာဆိုတော့လေအခုလိုလှုပ်သွားတာတော့ပတ်ဝန်းကျင်မှာမျက်နာပြက်စရာဖြစ်သည်တကယ်ဆိုကျွန်တော်တို့ကိုအရင်ဆုံးအသိပေးတင်သည် ကျွန်တော်တို့မောင်နှမ၃ယောက်အတွေးကိုစီနှင့်ငိန်သက်နေစင်မှာပင်အိမ်ဝိုင်းထဲသို့အဖေကဆိုင်ကယ်မောင်းပြီးဝင်လာသည်အဖေဆိုင်ကယ်နောက်မှာမက်ညိုတော့ပါမလားကျွန်တော်တို့၃ယောက်တိုင်ပင်မထားဘဲဝိုင်းလေကောင်ကအဖေစီပြေးမိကြသည်ဟာတာကြီးပြန်ရောက်နေရလားအဖေကကျွန်တော်ကို တွေးတော့ဝမ်းသာအားရစကားဆိုသည်အဖေဘာလို့နောက်ကျနေရလဲကျွန်တော်မေးမလို့ဗစက်ပြင်နေတော့မမကြီးကအလှင်စလိုဝင်မေးသည် အဖေအမောဖြေပြရစီအောင်တမီးရဲ့အငငယ်မအဖေတောက်ဖို့ရေခက်ပေးပါဦး အဖေကဆိုင်ကယ်ထောက်ရင်းအငယ်မကိုလမ်းပြောသည် အဖေထံမှထွက်ပေါ်လာမည့်စကားများကိုစောင့်စားရင်းကျွန်တော်ရင်တွေတဒိဒိခုန်လာသည်အဖေကအငယ်မခက်လာသောရေကိုအငမ်းမရတောက်ပြီးအဖေလိုချင်တဲ့ပစ္စည်းကကြောက်စဲမှာဝယ်မရလို့မန္တလေးထိတက်သွားတာအပြန်ကြမြင့်ငယ်မှာဆိုင်ကယ်ပြက်လို့ဝင်းပြင်းနေရတာဆိုင်ကယ်ကဆင့်ကင်အလွန်ထပ်ပြက်လို့မြို့ရဲပြန်တွန်းသွားပြီးပြင်နေရလို့မိုးချုပ်သွားတာတမီးတို့စိတ်ပူနေမှာအဖေသိပါတယ်ဖုံးဆက်မယ်လို့တော့ ဖုန်းနံပါတ်တွေကိုအဖေလွတ်မရလို့ပါအငယ်မကအဖေလက်ထဲကရေခွက်ကိုယူပြီးဝမ်းသာအရာစကားဆိုသည်ဒါဆိုအဖေမိမခိုးသွားတာမဟုတ်ဘူးပေါ့နော်ကြံကြီးစီရသမီးရဲ့မသိဘူးလေအဖေဆိုင်ကနောက်မှာမညိုပါသွားတယ်လို့ပြောကြလို့မညိုကရောက်ကြနိုင်လိုက်သွားပြီလို့စာရေးခဲ့တာအဖေကလည်းမိုးချုပ်တဲ့အထိပြန်မလာတော့အဖေနဲ့ခိုးပြည့်တယ်လို့ထင်ကုန်ကြပြီဖီးယားဖီးယားအထင်လွဲစရာတွေတော့ဖြစ်ကုန်ပါပြီမနက်ကမိညိုနဲ့ရွာထိတ်မှာတွေ့တယ် ။သူကကြောက်စဲကိုဈေးဝယ်သွားမယ်လို့ပြောလို့အဖေကခေါ်တင်ခဲ့တာ။မနေ့ကလေးကကြောက်စဲဈေးတဲ့ဆင်းနေခဲ့တယ်လေ။ခဏနေဒေါ်ဝင်းကြီးကိုသွားပြောရအောင်မယ်။တော်တော်ဆိုးတယ်မိညို။ဂျားတွေကငါတိတ်ခါကြတယ်။အဖေကြီးစကားတန်အဆုံးမှာကျွန်တော်ရင်ထဲကအပူလုံးကြီးပျောက်ွယ်သွားသည်။အဖေက သူ့လွယ်အိတ်ထဲကဘူးတဘူးထုတ်ပြီးမမကြီးကိုပေးသည်။မမကြီးကနားမလဲသောမျက်ဝန်းများနှင့်ဘူးကိုလှမ်းယူသည်အဖေကမင်းငေါ်၍ဖွင့်ကြည့်လေဟုပြောသည် မမကြီးကဘူးကို ဖြင်းညင်းစွာဖွင့်သည်ဘူးထဲမှာရွှေဆွဲကြိုးရွှေလက်စွပ်နှင့်ရွှေလက်ကောက်များတွေ့ရသည်ဓာပညာ၏အလင်းရောင်အောက်တွင်ဘူးထဲမှာရွှေတဲ့ပစ္စည်းများကတလက်လက်တောက်ပါနေသည်ဒီနေ့ငါသမီးကြီးမွေးနေ့လေသမီးကိုဓာရီဝယ်ပေးခြင်းနေတာကြပြီသားကြီးနဲ့အငယ်မကိုဦးစားပေးနေရတာနဲ့သမီးလှဲ့ကိုမရောက်နိုင်ဘူးအခုမှပဲအကောင့်ထဲပေါ်တော့တယ်မဲထီရေငါတာဝန်ကျေပါတယ်နော်သွားနဲ့လေသူ အမေကိုတိုင်တယ်ပြီး အဖေရင်ထဲကစကားတွေကဝမ်းနေဝမ်းသာစွာနဲ့ထွက်ပေါ်လာသည် ဟုတ်ပါရဲ့ဒီနေ့ကမမကြီးမွေးနေ့မှုမနေ့ပိုင်းတုန်းကမမကြီးစီကျွန်တော်ဖုန်းဆက်ပြီးမွေးနေ့ဆုတောင်းစကားပြောခဲ့သေးတာပဲအဖေကမမကြီးကိုပေးဖို့မွေးနေ့လက်ဆောင်သွားဝယ်တာဖြစ်နိုင်သည်ဟုကျွန်တော်တို့မောင်နှမတွေဘာလို့များမစင်စားမိခဲ့ကြပါလဲဝစ်ကြည်လေတမီးကြီးတမီးနဲ့လိုက်မယ်ထင်တာတွေကြီးအဖေကရွေးလာတာတမီးကြီးကို ရုတ်တရက်ဝမ်းသာသွားအောင်လို့ မနက်ကအဖေဘာမှမပြောခဲ့တာအဖေဤစကားသံအဆုံးမှာမမကြီးကအဖေရင်ခွင်ထဲတိုးဝင်ပြီးတဲ့ဤဤရှိုင်ငိုသည်ကျွန်တော်နဲ့အငယ်မလည်းမျက်ရည်တွေကျလာကြသည် ဟာဘာလို့ငိုနေကြတာလဲဒီချိန်ကပြောရမယ့်အချိန်လေပြို့ဖူလာမင်းကြီးရေကျုပ်သားနဲ့တမီးတွေအငိုတိတ်အောင်ထမင်းစီစမ်းနဲ့ရွှေလင်မန်းပေးပါဗျို့နမင်းကြီးကိုကြည့်ပြီးဝမ်းသာအားရအော်နေသောအဖေပါမှလည်းမျက်ရည်စားတို့ဆူဆူနေသည် ီနေ့ကလာပညာဖြစ်၍လာမင်းကြီးကထိန်ထိန်သာနေသည်လာမင်းကြီးအေးမြသောအလင်းတက်များကဩဃာတလောကကြီးကို လွှမ်းခြုံထားသလိုအဖေဤနှွေးထွေးသောချစ်ချင်းမြတ်တာရောင်စင်တန်းများကလည်းကျွန်တော်တို့မောင်နှမတို့၏ဘဝကောင်းခင်များကို ထာဝစဉ်လင်းလက်တောက်ပနေစေမိမှာမပြောင်းလဲသောအမှန်တရားတစ်ခုအဖြစ်နှင့်သာ Look Magazine February 2016ဟုတ်ကဲ့ပါရှင်ဆရာဟမ်ဆိုင်စီမန်းရဲ့ အနွမ်းနဲ့လာရောင်ဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီမှာပဲအဆုံးသက်သွားခဲ့ပါပြီရှင်။နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။